ဖခင်ဝတ္တရားခြေပွန်သူဖြစ်လို့လူအများအထင်လွဲနေတဲ့ကိစ္စတွေကိုဖြေရှင်းလာတဲ့မီလီယနာတထေးကြီးဥယောဆက်အားလုံးပဲမင်္ဂလာပါဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်မိုးကုတ်မြို့ကလီဆူတထေးကြီးဥယောဆက်ကစီးပွားရေးလုပ်ငန်းမှာအောင်မြင်နေသူဖြစ်ပေမဲ့သူ့ရဲ့သမီးဖြစ်သူကတော့လွန်ခဲ့တဲ့ရက်ပိုင်းကမိသားစုအတွင်းကိစ္စတွေကိုပြောပြလာခဲ့တာပါ ဥယောဆက်ရဲ့သမီးတယောက်ဖြစ်တဲ့ဂျူလီယာဆက်ကအယောင်ပညာရှင်တယောက်ဖြစ်ပြီးသူ့ရဲ့ပညာနဲ့အလုံးလုံးရင် ဝင်ငွေကောင်းသူဖြစ်ပါတယ်။ဖခင်ဖြစ်သူကလည်းဟိုတယ်ရီကိုပိုင်ဆိုင်ထားတဲ့လီဆူတထဲကြီးတယောက်ဖြစ်ရုံသာမကဂျူလီယာဆက်ကိုအမေရိကမှာပါတက္ကသိုလ်ထားပေးခဲ့တာကြောင့်အကျစရာဘဝလိုထင်ခဲ့ကြတယ်။ဒါပေမဲ့ဂျူလီယာဆက်ကတော့သူ့အဖေရဲ့အကြောင်းတွေကိုသူ့ကိုယ်တိုင်ပဲထုတ်ပြောလာခဲ့လို့ဥယောဆက်နဲ့ခင်မင်သူတွေကလည်းအံ့ဩသွားကြတာပါ။ဂျူလီယာဆက်ဟာဥယောဆက်ရဲ့ဒုတိယအိမ်တောင်ကနေမွေးဖွားလာခဲ့တာဖြစ်ပြီးသူ့ရဲ့အမေကိုလည်းအတင်းလက်ထပ်ထားခဲ့ရလို့ဆိုပါတယ်။ ဥယောဆက်ကဂျူလီယာဆက်တော်မောင်နှမတွေနဲ့မိခင်ဖြစ်သူကိုအိမ်အတွင်းမှာပဲခန်းစားရအောင်လုပ်လာခဲ့တာ၁၄နှစ်ရှိပြီဖြစ်ပြီးအခုလည်းပစ္စည်းတွေကိုခိုးပါတယ်ဆိုကအမှုဖွင့်ထားခဲ့တာပေါ့ဥယောဆက်ရဲ့ပထမအိမ်တောင်ကသားကလည်းသူတို့မောင်နှမအပေါ်မှာကိုထိလက်ရောက်ပြုမှုတာတွေရှိလို့ဂျူလီယာဆက်ကမီဒီယာရှေ့မှာချပြပြီးသူတို့ကိုအကူအညီတောင်းလာခဲ့တာဖြစ်ပါတယ်ဂျူလီယာဆက်ရဲ့မိဘတွေကအသက်အရွယ်ကွာချပြီးမိဘတွေကမကြာခဏစကားများတာကိုဂျူလီယာဆက်ကတွေ့လာရတာပေါ့ မိဘတွေအကြောင်းဂျူလီယာဆက်ရညမလေးကလည်းစိတ်ရောဂါဆရာဝန်နဲ့ပြသရတဲ့အထိဖြစ်သွားခဲ့ပြီးအငယ်ဆုံးမောင်လေးကလည်းအော်တစင်ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်ဂျူလီယာဆက်ကလည်းဖခင်ဖြစ်သူကလက်ပါတဲ့အပြင်ဂျူလီယာဆက်တွန်းရဲ့အဖေတူအမေခွဲတော်ဆက်တဲ့အကိုကလည်းသူတို့ကိုနှင်ထုတ်လို့ဝိတ္တထေကိုတခုနဲ့ပဲအိမ်ပေါ်ကနေဆင်းခဲ့ရတာရှင့် အိမ်ပေါ်ကနေဆင်းလာခဲ့တဲ့အပြင်ဂျူလီယာဆက်ရဲ့အမေကလည်းပစ္စည်းတွေခိုးပါတယ်ဆိုပြီးရဲတိုင်ထားခဲ့သေးတာပါအဲဒါကြောင့်သူတို့သားမီးတွေကိုလွတ်လပ်ခွင့်ပေးဖို့အတွက်ဂျူလီယာဆက်ကတော့တောင်းဆိုထားခဲ့ပြီးဘာအမွေမှမလိုချင်ဘူးလို့ပြောလာခဲ့တဲ့သူပါသူ့အဖေကိုချစ်ပေမဲ့လည်းတိတ်တဲ့ရက်တိချင်းနဲ့ဆိုကနားလေတက်ကျွမ်းသူတွေကိုအကူအညီတောင်းခံခဲ့ပါတယ်ဒီသတင်းတွေကပြန့်နှံ့သွားလို့ဥယောဆက်ရဲ့သားကလည်းဖြည့်ရှင်းထားတဲ့အပြင်အခုတော့ဥယောဆက်ကိုယ်တိုင်ကလည်းဖြည့်ရှင်းထားပါတယ် နှစ်ဖက်လုံးကဇကားတွေကိုနားထောင်ချင်းသေးတဲ့သူတွေအတွက်တော့ဥယောဆက်ဘက်ကနေဘလို့ဖြေရှင်းလာမလဲဆိုတာကိုစောင့်ကြည့်နေခဲ့ကြတာရှိမ်ဥယောဆက်ကဂျူလီယာဆက်ကိုမချစ်ဘူးဆိုတာမဟုတ်ပဲမောင်နှမတွေများစွာထဲကနေသူ့ကိုထူးချွန်တယ်လို့ဆိုကအမေရိကမှာဘွဲ့ရအောင်ကြောင်းထားပေးခဲ့တာပါအမေရိကကနေပြန်လာတဲ့အချိန်မှလည်းသူ့ကိုထမြက်တယ်ဆိုပြီးဟိုတယ်ကိုဦးစီးခန်းခဲ့ပါတယ်ဒါပေမဲ့ဂျူလီယာဆက်ကမတုံသင့်တာတွေကိုတုံးနေခဲ့လို့စိတ်တူပြီးတခါတော့လက်ပါမိတယ်လို့ဆိုပါတယ်လီဆူလူမျိုးဖြစ်တဲ့ဥယောဆက်ကသူ့တို့လူမျိုးမှာမျိုးသမီးတွေကတက်တူးထိုးတာတွေမရှိလို့သူ့သမီးကိုတက်တူး 佢話：你咪擠劇霸好？ ဂျူလီယာဆက်ရဲ့အမေကလည်းသမီးဖြစ်သူကိုတိမ်တိမ်မွမ်းမွေးဖြစ်အောင်သင်ပေးဖို့ပြောခဲ့ပေမဲ့သူဖြစ်စေခြင်းတဲ့အတိုင်းဖြစ်မလာခဲ့ဘူးလို့ဆိုပါတယ်။ဂျူလီယာဆက်ရဲ့ညီမလေးကိုလည်းဥရောဆက်ကလက်ပါဘူးတာမရှိလို့ဂျူလီယာဆက်ပြောသမျှကလည်းအမှန်မဟုတ်ဘူးလို့ဆိုပါတယ်။ဖခင်ဖြစ်သူကလည်းဖခင်ရဲ့အမြင်နဲ့ချိခဲ့တာဖြစ်ပြီးသူဖြစ်စေခြင်းတဲ့အတိုင်းဖြစ်မလာခဲ့တာကြောင့်သူ့သမီးအပေါ်မှာလက်ပါသွားခဲ့ရပါမယ်။ဂျူလီယာဆက်ဖက်ကလည်းဖခင်ထံကနေအမွေရီမလိုချင်တော့ပဲသူ့ပညာနဲ့သူပဲအလုံးလုံးတော့မယ်ဆိုတာကြောင့်အမေနဲ့မောင်လေးညီမလေးတွေကိုပဲပြန်လှုပ်ပေးပါလို့ပြောနေခဲ့ပါတယ်။တထေးချီဥရောဆက်တို့ရဲ့မိသ ါစုကိစ္စမှာဘသူဘက်ကလွန်နေခဲ့တယ်လို့ထင်လဲဆိုတော့ခေါမမအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ